အားလုံးပဲမင်္ဂလာပါရှင်။နှုမြတ် around the world ကနေကြိုဆိုပါရစေ။နှုမြတ်သွားခဲ့တဲ့အိန္ဒိယနိုင်ငံ Kashmir နဲ့ Golden Triangle Keys အကြောင်းကိုဗီဒီယိုလေးတွေတင်ပြနေတာအခုဆိုရင်အပိုင်း6ကိုရောက်နေပါပြီ။ဒီပိုင်းမှာတော့ Kashmir ဒေသကိုစွန့်ခွာပြီးတော့ Golden Triangle တဲ့အတူမျိုးဖြစ်တဲ့ Agra မြို့ကိုရောက်နေရပါ။ Agra မြို့ကိုရောက်ရောက်ချင်းမှလည်းမထင်မှတ်ထားပဲနဲ့အိန္ဒိယရိုးရာမင်္ဂလာဆောင်ကျင်းပနေရတဲ့ဂျုံလေးရပါတယ်။ လူတွေကြုံရရလဲဆိုတာကိုဒီအပိုင်း6မှာဆက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ရှင်။အရှိတပိုင်းမှာတော့ကက်ရှမီးယားဒေသကနှင်းပုတ်နေတဲ့မြို့လေးတစ်မြို့ဖြစ်တဲ့ဆွန်နမတ်မြို့ကိုတွားရောက်ခဲ့တဲ့အတွေ့အကြုံတွေကိုကြည့်ရှုခန်းစားနိုင်ပါတယ်။အဲ့ဒီကိုသွားခဲ့တော့ငါကာတီးယက်စာပို့ပြီးတော့မြင့်နေနှင်းနေရနေကြားထဲရနေပြီးတော့သွားခဲ့ရတယ်။နှင်းတွေဖွဲ့ဖွဲ့ဖြူနေတဲ့တရားကြီးပေါ်မှာအရန်ကိုပြော်ခဲ့ရတယ်။ ြင်းမြင်းသမျှကနှင်းနှင်းဖွဖွေးဖြူနေတော့တပုံလေးဗီဒီယိုတွေနဲ့တဝိုင်းရိုက်ခဲ့ကြပါတယ်။အဲ့ဒီအကြောင်းကိုတော့အရင်တစ်ပိုင်းဖြစ်တဲ့အပိုင်း၅မှာကြည့်ရှုနိုင်ပါတယ်ရှင်။အခုကတော့အပိုင်း၆ကိုဆက်လိုက်ပါဦးမယ်ရှင်။အိန္ဒိယခီးစဉ်ကိုသွားနေရအခုဆိုရင်ပြင်စမမြောင်နေ့ကို ရောက်နေပါပြီဒီနေ့မှာတော့ကက်ရှမီးယားဒေသကိုဆွန့်ခွာပြီးတော့အိန္ဒိယနိုင်ငံရဲ့ရွှေတရိတ်ကန်လမ်းကြောင်းဖြစ်တဲ့ နယူးဒေလီအာဂရာနဲ့ဂျိုင်ပေါမြို့တို့ကိုခီးစဉ်စတင်မှာပဲဖြစ်ပါတယ်။ဒီမနက်မှာတော့ဆရီနဂါမြို့ရေကန်ကြီးတဲကတက်သားလေရင်ကြီးတွေကနေချက်ကောက်လုပ်ပြီးလေးစိတ်ကိုဆင်းတော့မှာပါ။အရင်ဆုံးတက်သားလေရင်ကြီးကနေပြီးတော့လေးစိတ်တွေစီရောက်ဖို့ကို ရှီခါရာလို့ခေါ်တဲ့ရိုးရာလေးလေးတွေစီပြီးသွားရပါတယ်။ ဒီလေးလေးတွေကအမိုးအစာအသေးစိတ်အသာစင်တာတော့တွေ့ရမှာပါပြန်ပြန်လာလေဒီစိတ်တော်တော့မှာ1 by 1อืม ။ဒီစိတ်မှဈေးဝင်နေကြပြန်ပြီ။ကုထုတွေအိတ်တွေသာလို့ဝင်နေကြတာပါ။ဒီနေ့အတွက်အစီအစဉ်ကတော့စရိနဂါလေးစိတ်ကနေပြီးတော့မြူတီလီလေးစိတ်ကိုအရင်သွားမှာဖြစ်ပါတယ်။မြူတီလီလေးစိတ်ကနေပြီးတော့မှအာဂရာမြို့ကိုကားနဲ့မှမပြီးတော့အာဂရာမြို့မှာညအိတ်မှာပဲဖြစ်ပါတယ်။ ပေါ်လွန်တဲ့ငလေးတကောင်ရောက်နေတာတွေ့လို့လန့်ရိုက်တာပါ Flight delay ဖြစ်လို့ဒီစိတ်မှာ Airport Lounge မှာ lunch ဆိုင်ရင်းနဲ့စောင့်နေကြတာပါနောက်ဆုံးမှာတော့ flight ပေါ်တက်ခွင့်ရပါပြီစရိနေကအနေနဲ့ New Delhi ကို drive flight ရှိပြီးတော့လင်းရင်စီးချိန်ကတနအိခွဲတော့ကြပါတယ်လူမြတ်တို့သွားတဲ့အချိန်က February လဆောင်းလွင်းဆိုတော့ တောင်နေပေါ်မှာနင်းနေဖုံးလို့နေတာပေါ့ဒီနေ့တနေ့တော့ကတော့လမ်းပေါ်မှာပဲအချိန်ကုန်သွားတာပါလေစီးလိုက်ကြားစီးလိုက်ရေရင်စီးလိုက် ကားပြန်စီးလိုက်နဲ့အချိန်ကုန်နေတာပါလူတွေတွေတွေစိတ်ကနေပြီးတော့လူတွေတွေမှာမနာတော့ဘဲနဲ့အာဂရာမြို့ကိုတန်းသွားပါတယ်လူတွေတွေမြို့ကနေအာဂရာမြို့ကိုကားစီးချင်းကတော့၃နိုင်ခွဲလောက်ကြာပါတယ်အာဂရာမြို့ကိုရောက်တဲ့အချိန်မှာတော့ညမောင်နေပါပြီ ဒီနာစားချိန်လေးရောက်ပြီဆိုတော့ဟိုတယ်မှာအထုပ်အပိုးကြီးချပီးရတဲ့ညစာတစ်ခါလေးစားပြစ်ခဲ့ပါတယ်။နံပြားရယ်၊စက်သားတံပေါင်ရယ်၊ထမင်းရယ်၊ပဲဟင်းရယ်အသည့်အနံတွေကို လုံးပြီးတော့ချက်ထားတဲ့ဟင်းရယ်၊ခေါဆွဲကျော်ရယ်၊အာလူးရယ်၊စက်ကျော်ရယ်၊အသေးရွက်ကျော်ရယ်၊ဒါလည်းပဲဟင်းတစ်မျိုးပဲ။ဒါကတော့မလိုင်းဟင်း၊ဒီဘက်ကငါးဟင်းပြီးတော့စက်သားဟင်းပါ။ အခြေတော့ကတော့ပဲကြဆန်ဟင်းရပါစုံးနေရပဲနော်ဟင်းနေရတော့အချိုပွဲကတော့တီးဆောင်ပူတင်းနဲ့မလိုက်ပါနီးရမှာတော့မလိုက်နေရတကယ်ရှယ်ပဲဟိုတယ်နားမှာလူတွေစီစီကားကားရှိနေလို့တွားကြည့်လိုက်တဲ့အခါမှာစတေရှုပွဲဖြစ်နေပါတယ်တကယ်ကပွဲကပြီးနေပြီသားဟာအထဲကို100ရူပီနဲ့ပေးဝင်မယ်ဆိုပြီးတော့ဂျင်းလာတဲ့နေကြသေးတယ်အဲ့ဒါနဲ့နောက်တနေရာကိုဆက်သွားကြတော့နောက်တနေရာမှာမင်္ဂလာဆောင်ကျင်းပနေရာနဲ့ဂျုံခဲ့ကြပါတယ် ွဲမှာမီရှုမီဘက်နေဖောက်တာဆိုတာနားမလာပဲမီရှုမီဘက်နေပြောက်ဦးတွေကိုလန့်အောင်လန့်လန့်ဆက်ကလည်းဆက်စုကျွန်တော်တပြည့်ပြည့်နဲ့အရှိကိုတူလာခဲ့ကြပါတယ် ဒီကလာကမင်္ဂလာဆောင်ရသည့်မှုလို့နဲ့တွင်မင်္ဂလာဆောင်နဲ့ခဏခဏဂျုံနေရတယ်။ခီးစင်ရဲ့ပထမဆုံးနေ့မှာလဲညူဒီလီယာဟိုတယ်မှာမင်္ဂလာဆောင်နဲ့ဂျုံခဲ့တရားမှတ်မိရမလား။မြင်ပေါ်မှာကနေရတော့သတို့သားပါ။အိန္ဒိယမင်္ဂလာဆောင်မျိုးကိုဒီခီးစင်ကြမှာဂျုံမှုရဆိုတော့အထူးစနစ်ဖြစ်နေရပေါ့။မုတ်ဦးတွေမီးလုံးတွေ အပြင်အစင်တွေဆင်နွဲပုံဆင်နွဲနည်းတွေကထူးဆန်းနေတော့အကုန်လုံးကြည့်ရှင်စရာလေးပဲ။

ောက်တနေရာမှာတွေ့ခဲ့တဲ့အခမ်းအနားအပြင်စင်မှာလမ်းတစ်လျှောက်လုံးအလိုအခမ်းအနားပြင်စင် ပြင်စင်လာတာကြီးတွေ့ခဲ့ရတယ်။နောက်တဲ့မင်္ဂလာပွဲကျင်းပဖို့အတွက်ခြံနာလာလာတော့မပြောတတ်ဘူး။ဒီမှာညဘက်အထီအောင်မှာမနာကြသေးပဲနဲ့ညဘက်မှာပွဲတွေမင်္ဂလာဆောင်ပွဲတွေလိုက်ချောင်းနေတာမင်္ဂလာဆောင်ပွဲတွေလိုက်ချောင်းတာအခုကဒီတိုးတိုးအစီအစဉ်ရဲ့ဘာဘာအစီအစဉ်လဲတိုးပရိုဂရမ်ရပါတယ်။ညမိုင်းစင်းပေါ့နော်။ဝိုင်းတယ်ဝိုင်းတယ်မိုင်းစင်းပြတာ။ ပွဲတဲ့ traditional wedding ပွဲတွေကို live ပို့ပေးတဲ့အစီအစဉ်ပွဲတွေ bonus အစီအစဉ်တွေဟာ ESS နဲ့တော့မဟုတ်လား ESS အရှိလေးပြောပြလိုက်ပါဦးသူမကြောက်တင်တယ်သူမပြောတော့လည်းကိုပဲပြောလိုက်မယ် ESS ရဲ့အရှိကတော့ Eastern Shining Stars Trevor and Duva ရှင်ဟိုမှာမဆက်စုကြတာပါရှိမှာဟုတ်တယ်တော့နားလေ 哪吒，哪个哪吒？这名哪吒都下呢，非常恐怖。你妈的呀，不会接我手吧？哪个哪吒不会接的？我手，哪个哪吒不会的？不会的。清楚的不会，清清楚的不会的。哈哈哈哈哈。你妈的呀！ ဒီနာစားမယ်ဆိုပြီးတော့ပါလာရပါတော့ဒီနာစားပြီးတော့ခဏဆိုပြီးတော့သူလိုက်တာတခုပြီးတခုတနေရာမှာမင်္ဂလာပွဲအတန်နေကြားနေလို့ဝင်ပောက်ကိုလိုက်ရှာရင်းနဲ့ဝင်ပောက်ရှာမတွေ့တော့ဟိုတယ်ကိုပဲပြန်ရလာကြပါတယ်ဟိုတယ်ပေါ်ကနေလမ်းကြည့်လိုက်တဲ့အခါမှာလည်းမင်္ဂလာပွဲကြီးထပ်ပြီးတော့တွေ့ပါသေးရဲ့ ဒီဟိုတယ်နားတဝိုက်တင်ကျင်းပတဲ့မင်္ဂလာပွဲရနဲတာမဟုတ်ဘူးဒီနေ့ကတော့ဘယ်ကုန်းမှထွေထွေထူးထူးသွားတာမျိုးမရှိပဲနဲ့တမျိုးကနေတမျိုးကူးနေရတဲ့ပဲအချိန်ကုန်နေရပါနောက်နေ့သွားတဲ့နေရာနဲ့ပါပေါင်းပြလိုက်ပြန်ရင်လည်းဗီဒီယိုကအရင်ရှိသွားမှာဆိုတဲ့အတွက်ဒီဗီဒီယိုလေးကိုတော့ဒီကောင်းနေပဲရလိုက်ပါမယ်။နောက်ထပ်တစ်ပိုင်းမှာတော့အာဂရာမြို့ရဲ့အထင်ကြီးရနေရာတွေကိုသွားရောက်လည်းပဲဖြစ်ခဲ့ပါဗျ။ အဲ့ဒီမှာကပအံ့ဖွယ်ခုနှစ်တွယ်တဲ့တခုဖြစ်တဲ့တက်မဟာကို မရောက်မဖြစ်ရောက်ခဲ့ပါတယ်။နောက်ပြီးတော့အခိုင်အမာတိစောက်ထားတဲ့ Agra Food ရဲ့အင်မတန်မကူမှရှေးကျတဲ့ရှေးဟောင်းရေတွင်းကြီးတွေရဲ့စီကိုလည်းရောက်ခဲ့သေးတဲ့အတွက်နောက်တစ်ပိုင်းကိုစောင့်မျှော်အားပေးဖို့မမေ့ကြပါနဲ့နော်။နောက်တဲ့ဗီဒီယိုလေးတွေကိုကြည့်လို့ရအောင်လူမြတ် around the world channel လေးကို like and subscribe လုပ်ထားပေးပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်